စိတ်မတော့ပဲသွေးသွင်းအစီကြကျင်တဲ့သူတွေရှိလားဒါဆိုရင်တော့အခုပြောပြပေးမယ်နီးလန်းငါးခုကိုတေချာလေးလိုက်လို့ဖို့လိုအပ်ပါမယ်အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့စိတ်မတော့ပဲသွေးသွင်းအစီကြကျင်တဲ့သူတွေအတွက်အကျိုးရှိစေမယ့်နီးလန်းငါးခုကိုကျန်းမာရေးပို့သူလာနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်စိတ်မတော့ပဲနဲ့သွေးသွင်းအစီကြဖို့အတွက်ဆိုလို့ရှိရင်နံပါတ်၁ချက်ကျမရင်းနဲ့ညီညွတ်မြတ်တဲ့အစားအစာတွေကိုစားပေးပါစီကြောအစားအစာတွေအစီအစိမ့်တွေကိုအတက်နိုင်ဆုံးရှောင်ကျဉ်ပေးပါနံပါတ်2ချက် အသီးနှံတွေအစိမ့်အောင်ရှိတဲ့အရက်တွေအမြင်တတ်ကြွယ်ဝတဲ့အစားအစာတွေကိုတေချာလေးရွေးချယ်ပြီးတော့စားသုံးပေးပါနံပါတ်3ချက် နေ့စဉ်ကိုလက်လှူရှားလေးကျင်ငန်းကိုအနည်းဆုံးမိနစ်30သို့မဟုတ်45မိနစ်လောက်နေ့စဉ်ကိုလက်လှူရှားလုပ်ပေးဖို့လိုအပ်ပါမယ်နံပါတ်4ချက်ဆလိတ်တောက်သုံးခြင်းအရက်တေတာတောက်သုံးခြင်းနဲ့အချိုရည်တောက်တာတွေ ready made အစားအစာတွေကို စားသုံးတာတွေကို အတက်နိုင်ဆုံးဆင်ခြင်ပေးဖို့လိုအပ်ပါတယ် နံပါတ်5ချက်ခန္ဓာကိုယ်အလေးချိန်ကိုတေချာလေးဂရုစိုက်ပေးပါအဝမလွန်အောင်တေချာလေးထိန်းပေးဖို့လိုအပ်ပါမယ်တွေးတဲ့အစီများလာလို့ရှိရင်နှလုံးရောဂါတွေးလို့ရောဂါလေဖြန်းတာလေဖြတ်တာတွေပါဖြစ်နိုင်တဲ့အတွက်ကြောင့်အထူးဂရုစိုက်ဖို့အတွက်လိုအပ်ပါတယ်ဆေးမတောက်ဘဲနဲ့တွေးတဲ့အစီကြဖို့အတွက်ဆိုလို့ရှိရင်အခုပြောပြပေးခဲ့တဲ့အချက်5ချက်ကိုပြင်ဆင်ဖို့လိုအပ်ပါတယ် ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေရောအခုပြောပြပေးခဲ့တဲ့အချက်၅ချက်ကိုလိုက်နာခြင်းပါလားလိုက်နာမယ်ဆိုလို့ရှိရင် comment မှာရေးခဲ့ပေးကြပါဦးကျွန်တော်အခုဝင်မြပေးခဲ့တာလေးတွေကကိုယ့်အတွက်ဘုံသူဒရရဲ့အသိပညာတစ်ခုခုရတယ်လို့ထင်ရင် like လုပ်ခဲ့လို့ရပါတယ်သိကျင်တာတွေမေးကျင်တာတွေရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်တခြားသူတွေမိတ်ဆွေတွေသိအောင်လည်းဝင်မြပေးခဲ့ကြပါဦးအားလုံးပဲကျမ်းမာသောခန္ဓာချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နေကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးပါ